ဟယ်လိုအားလုံးပဲမင်္ဂလာပါ Glory United YouTube Channel နဲ့ Facebook မှာကြိုဆိုပါရယ်ကျွန်တော်တို့ဒီလာမယ့်ဟူးနဲ့အပွဲမတိုင်ခင်မှာဆိုရင် Ruin Armoring Pre Conference မှာပြောထားတဲ့အကြောင်းအရာတွေရှိတယ်ဆိုတော့အဲ့အကြောင်းအရာတွေထဲမှာနည်းနည်းစိတ်ဝင်စားစရာအကြောင်းအရာတွေလည်းပါတယ်ဆိုတော့အဲ့ဒီအကြောင်းအရာလေးတွေကိုကျွန်တော်ညီကိုရင်းနဲ့အတူတူဆွေးနွေးသုံးသပ်သွားခြင်းတယ် တော့ပထမဆုံးအနေနဲ့ဒီ background program မှာ Ruben Amorim ပြောသွားတာကတော့သူ့အနေနဲ့ဒီတစ်ဖက်သင်းရဲ့ဟူနီးပြ Peter Barrera ကိုချီးကျူးပြောဆိုသွားတာရှိရယ်အဓိကကတော့ဒီ Peter Barrera ကသူ့ရဲ့3 4 3 style ကိုအကောင်းဆုံးထိန်းချုပ်နေတယ်သလိုသူ့ရဲ့ဒီ3 4 3 style မှာဆိုရင် player ချင်းချက်တွေလည်းအများကြီးလုပ်ပြီးတော့ခဏခဏအသုံးပြုနေတဲ့နီးပြဆိုပြီးတော့သူကချီးကျူးသွားတယ်ပြီးတော့သူတို့မှာဒီတကယ်ကောင်းတဲ့ကစားသမားတွေဒီ Matias Cagnaro တို့လို့ quality ကောင်းတဲ့ player တွေလည်းရှိနေတဲ့အတွက်သူတို့တင်းနေတဲ့ပွဲတင်ရကျွန်တော်တင်းတော့ခက်ခဲအောင်မယ်ဆိုပြီးတော့သူကထပ်ပြီးတော့ပြောသွားတယ်ဆိုတော့ ဒီကျွန်တော်တို့အသင်းအတွက်အဓိကအရေးကြီးဆုံးကတော့ပိတ်သက်တွေရဲ့အားပေးမှုပဲပေါ့ကျွန်တော်တို့ဒီလက်ရှိဒီယာဒီအသင်းရဲ့စီးတဲ့အခြေအနေရဆိုရင်လည်းဒီပိတ်သက်တွေကိုအားပေးပါအောင်လို့ပြောရတာသူ့အနေနဲ့ဒီအားနာပေးမယ်လေသူ့သူ့အတွက်တော့အမှန်တကယ်ကိုပိတ်သက်တွေရဲ့အားပေးမှုလိုအပ်နေရဆိုတဲ့အကြောင်းကိုဆိုပြင်အမော်ရင်းကတော့အဓိကထားပြီးတော့ပြောသွားတယ်အဲ့တော့ကျွန်တော်အမြင်ရပြောရဆိုရင်လည်းဝူကလက်ရှိချိန်မှာအကောင်းဆုံးဖောင်တစ်ခုကိုရနေရလို့ပဲကျွန်တော်လည်းမြင်တယ်ဒီဗက်တာဗာရီယာရဲ့အောက်မှာ343 strain နဲ့အကောင်းဆုံးကစားနေနိုင်တယ်လို့ပြောသူတို့အသင်းကဒီပရီးမီးယားလိနောက်ဆုံး၄ဘွဲ့သက်တိုက်မှာဆိုရင်လည်းအဲ့ဒီ၄ဘွဲ့သက်လုံးကိုအနိုင်ကစားထားတဲ့အတွက်ဒီဘွဲ့တင် ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်တယ်ခက်ခဲအောင်ပဲပွဲနေဆိုတာလည်းသိကြတယ်။နောက်တစ်ခုကဒီအသင်းရဲ့အတွက်ဆိုရင်ဗျာဒီဒါလော့လို့လို့ကစားသမားတွေကအများအမ်းကစားဖို့ရ ready ဖြစ်နေတယ်။ဒါပေမဲ့ဒီကစားသမားတွေကအရန်ကိုပွဲပန့်နေတယ်ပေါ့နော်။ဆိုတော့အဲ့လိုပွဲပန့်နေတဲ့ကစားသမားတွေကိုအများအမ်းထည့်ပြီးတော့အသုံးပြုမယ်ဆိုရင်ဒီကစားသမားတွေအနေနဲ့ဒီ injury ရနိုင်ဖို့ရ risk ကများတယ်။များတဲ့အတွက်ဒီပွဲမှာတော့ဒီပွဲပန့်နေတဲ့ကစားသမားအများစုကိုသူ့အနေနဲ့အနာပေးသွားမယ်ဆိုပြီးတော့ပြောသွားတယ်။ဆိုတော့အသင်းအနေနဲ့အဓိကကစားသမားတွေကိုလည်းအနာပေးတဲ့အချိန်တို့လည်းကျွန်တော်ကမြင်တယ်။ကျွန်တော်တို့အသင်းက ပရီးမီးယားလိမှာအရင်ကြီးအရေးမကြီးတော့ပေမဲ့ယူရိုပါလိမှာကျတော့ကျွန်တော်စီမီဖိုင်နယ်ကိုရောက်သွားတဲ့အတွက်နောက်ထပ်ဒီ injury ပြဿနာမရှိအောင်တော့အခုတည်းကထိန်းသိမ်းထားဖို့ရလိုမယ်လို့ပဲကျွန်တော်တော့မြင်နေတယ်။ဆိုတော့ကျွန်တော်လည်းဒီနေရာမှာတော့ Ruben Amorim ရဲ့ဆုံးဖြတ်ချက်ကိုသဘောကျပါတယ်။ဆိုတော့နောက်တစ်ခုကဒီ media အမေးရပေါ့နော်။ Ruben Amorim အနေနဲ့ဒီရှေ့ရမှာတော့အသင်းရဲ့လူငယ်ကစားသမားတွေကို Premier League မှာထဲသိမ်းအသုံးပြု ြုတော်တော့ပဲဆိုပြီးတော့ပြောထားတယ်။ဆိုတော့ဒီဒီဘွဲမှာရောလူငယ်ကသမားတွေဘွဲထက်လာနိုင်လားလို့မေးတဲ့အပေါ်မှာတော့ရူဘင်အမော်လင်းကသူ့အမြင်ကိုပြောသွားရှိတယ်။အဲ့ဒါတော့ဒီသူ့ရဲ့အမြင်အရဆိုရင်တော့လက်ရှိအချိန်နဲ့လက်ရှိအသင်းရဲ့ဒီရာဒီစီစဉ်အချိန်နဲ့ရဆိုရင်လူငယ်ကသမားတွေကို ပွဲထွက်ကစားဖို့အရာကအချိန်ကောင်းတစ်ခုတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့လေလူငယ်ကစားသမားတွေအနေနဲ့ပွဲထွက်ခွင့်ကစားခွင့်ရတဲ့အချိန်တိုင်းမှာဆိုရင်တို့ဘာလုပ်နိုင်လဲ။တို့အကောင်းဆုံးလုပ်ပြနိုင်ဖို့အရာလိုအပ်တယ်။ဆိုတော့ဒီမနေ့ပြန်လူအစင်းရဆိုရင်တော့ကျွန်တော်တို့အနေနဲ့ surprise တွေအများကြီးဖြစ်သွားနိုင်တယ်ဆိုပြီးတော့ Ruben Amorim ကပြောထားတယ်။နောက်တစ်ခုကဒီ Eden Heaven ဆိုရင်လည်း तू ကဒီ injury ပြဿနာရှိနေတယ်ရှိခဲ့တယ်။ဒါပေမဲ့အခုချိန်မှာတော့ तू ကမနေ့ပြန်ပွဲတက် ready ဖြစ်နေတဲ့အတွက်မနေ့ပြန်မှာတော့ Eden Heaven ပွဲထွက်ပါဝင်လာလိမ့်မယ်ဆိုပြီးတော့ तू ပြောသွားတယ်။ပြီးတော့ဒီ Harry Armand ဆိုရင်လည်းပြီးခဲ့တဲ့ပွဲမှာအကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်ဒီ Chiro ို့ပြီးဆိုရင်လည်း तू ကားခွင့်ရတဲ့အချိန်တိုင်းမှာ तू မလုပ်နိုင်လဲဆိုတော့အကောင်းဆုံးပြသထားရယ်ဆိုတော့လူငယ်ကသမားတွေအနေနဲ့ဒီအချိန်မှာ ဟိုလူငယ်သမားတွေကိုထဲထဲအသုံးပြုဖို့ကဒီချိန်ကအချိန်ကောင်းတစ်ခုမဟုတ်ဘူးဆိုပေမဲ့လည်းဟိုအသေးအနေနဲ့ဒီအဲ့လိုမျိုးထဲထဲအသုံးပြုဖို့လိုလာတယ်ဆိုရင်တော့သူ့အနေနဲ့အသုံးပြုသွားမယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့ကျွန်တော်အပြင်ကပြောရဲဆိုရင်တော့ဒီလူငယ်သမားတွေကိုဘွတ်တော့ပြင်ပေးဖို့ကဒီချိန်ကအချိန်ကောင်းတစ်ခုလိုပဲကျွန်တော်ကတော့မြင်တယ်ဘာလို့ဆိုရင်ကျွန်တော်တို့တင်းကပရီးမီးယားလိမှာနိုင်လဲတိတ်ပြီးတော့မထူတော့ဘူးရှုံးလဲတိတ်ပြီးတော့မထူတော့တဲ့အချိန်တွေတစ်ခုမှာတော့ဗျာဒီအဓိကကသမားတွေကိုလည်းအနာပေးရရောက်တယ်လို့လူငယ်ကသမားတွေရဲ့ခြေစမ်းရောသူတို့ရဲ့ဒီယုံကြည်မှုကိုရောပို့ပြီးတော့ပေးရမယ့်အချိန်လိုပဲကျွန်တော်တော့မြင်တယ်ဆိုတော့လူငယ်ကသမားတွေကိုပို့ ီးတော့ပွဲထည့်စေခြင်းနဲ့ဆိုသူကိုယ်တိုင်ကလည်းကျွန်တော်တို့အနေနဲ့လူစင်းနဲ့ပတ်သက်ပြီးတော့ surprise ဖြစ်လာနိုင်တယ်ဆိုတော့ကျွန်တော်မြင်ရဆိုရင်တော့နေရာတော်တော်များများမှာအပြောင်းလဲဖြစ်လာနိုင်ပြီးတော့လူငယ်ကစားသမားတော်တော်များများပါလာနိုင်မယ်လို့တော့ကျွန်တော်ကတော့မြင်တယ်နောက်တစ်ခုဘောနော်ဒီမီဒီယာဗီတာလီဒီလော်အနေနဲ့ရောဒီဘက်မှာ ready ဖြစ်မလားလို့မေးတဲ့အချိန်မှာဒီလိုပဲအမော်ရင်ပြောသွားတာဗီတာလီဒီလော်ရောဒီ မဇာရိုဂီရောကသူတို့မှာဒီပါစင်နယ်အရှူပြဿနာရှိနေရပေါ့ဟိုတခါတရံကြရင်ပြာဒီဖော်ဖော်ကအရေးကြီးတာမှန်ပြီမဲ့လေအဲ့ထက်အရေးကြီးတဲ့အရာလေးတွေပြဿနာလေးတွေရှိတတ်တဲ့အဲ့ပေါ်မှာပို့ပြီးတော့အာယုံဆိုင်ရဆိုပြီးသူပြောသွားတယ်ဒါပေမဲ့သူတို့နှစ်ယောက်စုံကလက်ရှိချိန်မှာဆိုရင်တော့သူတို့ရဲ့ပြဿနာတွေကအားလုံးအဆင်ပြေသွားပြီဖြစ်တဲ့အတွက်ဗီတာလင်တွေလောက်ဟာဆိုရင်လည်းနာမည်ပွဲမှာဒီ ready ဖြစ်နေလိမ့်မယ်ဆိုပြီးတော့သူကပြောသွားတယ်နောက်တစ်ခုဒီမီဒီယာထပ်ပြီးတော့ပြည်တယ်ပြောချီရို OV အနေနဲ့ပေါ့ယူပါလီပွဲစဉ်တွေမှာဆိုရင်ပါဝင်ခွင့်မရတဲ့အတွက်သူ့အနေနဲ့ဒီပရီးမီးယားလိမှာရောပွဲထွက်ကစားခွင့်အချိန်တော်တော်များများရနိုင်မလားလို့မေးတဲ့အချိန်မှာတော့ တို့ဒီရူဘီအမော်ရင်းပြောသွားတာတရား तू तू ကတော့အဲ့လိုပဲထင်တယ်ပေါ့သူ့အနေနဲ့ဒီချီရိုအိုဘီကိုရတယ်အသင်းမှာပွဲပွဲကစားချိန်တော်တော်များများပေးသွားမယ်ဆိုပြီးတော့ပြောသွားတယ်အဲ့တော့ဒီအချိန်ဆိုရင်လည်းချီရိုအိုဘီကိုထည့်သွင်းသုံးပြီးရမယ်အချိန်လိုပဲကျွန်တော်ကမြင်တယ်ကျွန်တော်တို့အသင်းရဲ့လူချင်းမှာဆိုရင်အဓိကတိုက်စစ်မှာဆိုရင်ဗျအဓိကတိုက်စစ်မှုက2ယောက်ပဲရှိတယ်ဂျိုရှူဝါဇီစီရဲ့ရက်စမန်ဝိုင်လန်ရဲ့ဆိုတော့တယောက်ကဒီ injury ကြောင့်ဒီနားတော့မယ်ဆိုတော့ဒီရက်စမန်ဝိုင်လန်ဆိုရင်လည်းအခုချိန်ထိဒီ physically အရာရော mentally အရာရောဒီ confidence အရာရောအကုန်လုံးကပျောက်ဆုံးနေတဲ့အချိန်လည်းဖြစ်တယ်လို့သူလည်းတကယ်ကိုပန်းနေတဲ့ အချိန်ဖြစ်တယ်ဆိုတော့ဒီအချိန်ကကျွန်တော်တို့ဒီချီရိုအိုဗီကိုပွဲထွက်ခွင့်ပေးဖို့အချိန်ကောင်းတစ်ခုလို့ပဲကျွန်တော်မြင်တယ်ဆိုတော့အဲ့ချီရိုအိုဗီအနေနဲ့လည်းပွဲကစားခွင့်များများရလေယုံကြည်မှုပုံများလာလေ ဆိုတော့ကျွန်တော်ဒီလာမယ့်နေ့အတွက်ဆိုရင်လည်းဘလို့ဘလို့ plan မျိုးနဲ့သွားလို့ရတယ်ဆိုတာမျိုးပဲကျွန်တော်တို့ဒီကနေပြီးတော့ကောင်းကောင်းသိနိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ချီချီရို OB ကိုပွဲထွက်ပွဲကစားချိန်တော်တော်များများပေးသင့်တဲ့အချိန်ရောက်နေပြီလို့ပဲကျွန်တော်တို့မြင်တယ်ပရီးမီးယားလိမှာဆိုရင်လေနောက်တစ်ခုကဒီ Andre Onana ရဲ့ထုတ်တက်လာတဲ့အပိုင်းတွေကိုသူအဓိကထားပြီးတော့ပြောသွားရဲ Andre Onana အနေနဲ့ဒီခက်ခဲတဲ့အချိန်တွေအမားတွေအများကြီးလုပ်ခဲ့တဲ့အချိန်တွေရှိပေမဲ့လည်းပေါ့နော်ပြီးခဲ့တဲ့ပွဲမှာဆိုရင်သူအကောင်းဆုံးလှုပ်ဆောင်နိုင်ခဲ့တယ်ဆိုတော့အဲ့ဒီအကောင်းဆုံးလှုပ်ဆောင်နိုင်မှုတွေကိုနောက်ပွဲတွေမှာလည်းဆက်ပြီးတော့သေဆောင်လာနိုင်ဖို့ရအရေးကြီးတယ်ဆိုပြီးတော့သူပြောထားတယ်သူအနေနဲ့တော့ဒီ ီအိုနာနာကဒီတက်တိုင်းနေရှိရတာမှာတဖြည်းဖြည်းပြန်လာနေအောင်မြင်နေရတဲ့အတွက်သူသူနေနေနဲ့ဂျင်း သူ့အနေနဲ့ဂျင်းနေတယ်ပေါ့ဗျာဒါပေမဲ့ဒီအိုနာနာအနေနဲ့လည်းဒီနောက်ဘွဲတွေမှာလည်းအခုလိုပုံမှန်လက်စမ်းပြနေဖို့ရလိုတယ်ဆိုတော့အိုနာနာအနေနဲ့လည်းဒါမဲ့ပွဲမှာ ready ဖြစ်နေဖို့ရလိုတယ်ဆိုပြီးတော့သူကပြောထားတယ်ဆိုတော့ဗျာဒီနောက်ဆုံးအနေနဲ့တော့ဒီမတိရဲ့ကွန်ညာအကြောင်းကိုမေးသွားတယ်ဒီမတိရဲ့ကွန်ညာအနေနဲ့ကဒီလက်ရှိချိန်မှာအကောင်းဆုံးသူ့ရဲ့ခြေစံကိုရနေတယ်ပြီးတော့သူကိုယ်တိုင်ကလည်းသူ့ရဲ့ကစားသမားဘဝအတွက်နောက်တစ်ဆင့်ကိုတက်ချင်နေတဲ့အတွက်သူမန်ချက်စတာယူနိုက်တက်အသင်းမှာကစားရင်အဆင်ပြေနိုင်လားလို့မြည်တဲ့အပေါ်မှာတော့ရူဘင်အာမော်ရင်ကအဲ့ပေါ်မှာတိကျတဲ့အဖြစ်မေးမသွားဘူး ဟောသူ့အနေနဲ့ဒီအရှိမမန်ရှင်းခဲ့တဲ့ဒီဝူရဲ့ quality player တွေဆိုတာကဒီမတိရဲ့ကွန်ညာကိုပဲသူအဓိကမှတ်မိနေလို့ပေါ့။ဘာလို့လဲဆိုရင်ကွန်ညာဆိုရင်ဒီ ဂိုးတွေလည်းခဏခဏတွင်းနေတဲ့ကသမားဖြစ်တဲ့အတွက်ဒီကသမားကိုမှတ်မိတဲ့အတွက်သူ့ကို quality player လို့ပဲသူ mention လိုက်တယ်ဆိုတဲ့အကြောင်းပြောပြီးတော့သူမေကွန်းကိုတော့ရှောင်သွားတယ်ဆိုတော့ဗျာဒီသူ့ရဲ့ဒီ background friend ကိုခြုံကြည့်မယ်ဆိုရင်တော့အဓိကကတော့လာမယ့်ပွဲမှာဆိုရင်ဒီလူငယ်ကသမားတွေတော်တော်များများပါဝင်လာနိုင်တယ်အသင်းရဲ့လူစင်းရည်ရလည်းအပြောင်းလဲဖြစ်လာနိုင်တယ်ဆိုတော့ premier league အတွက်ကတော့ကျွန်တော်တို့ကမထူးတဲ့အခြေအနေရောက်နေပြီဆိုတော့ဒီဆိုးလေးကအကောင်းဆိုရင်တော့လူငယ်ကသမားတွေကိုပွဲထွက်ခွင့်ပေးပြီးတော့သူတို့ရဲ့အခြေအနေကိုချိန်တင်တာအကောင်းဆုံးအဖြေလို့ပဲကျွန်တော်ကတော့မြင်တယ်ပြီးတော့အဓိကကသမားတွေကိုအနာပေးဖို့ရာလည်းလိုအပ်တယ်ဒီ Europa League ပွဲစဉ်တွေရှိနေတဲ့အတွက် တော့အဓိကကစားသမားတွေပွဲပွဲနေတဲ့အချိန်မှာတောက်လျှောက်ထပ်ပြီးတော့သုံးနေမယ်ဆိုရင် injury ရရနိုင်တဲ့ risk ကလည်းများတယ်ဆိုတော့ Ruben Amorim ကတော့ဒီအဲ့ရာကို seriously ပြောထားတဲ့အတွက်အသင်းရဲ့လူစင်းအပြောင်းလဲဖြစ်လာဖို့ရများတယ်ပြီးတော့အဓိကကစားသမားတွေကိုအနာပေးသွားနိုင်တယ်ဆိုတော့ဘာပဲနေနေကျွန်တော်ကတော့ကျင့်တတ်တယ်ပြဒီကျွန်တော်ဒီအခုရဲ့ပိုင်း Premier League ပွဲစဉ်တွေကိုကြည့်နေရတာတော်တော်လေး feeling လည်းမလာတော့ဘူးဆိုတော့အဲ့လိုအချိန်မှာကြာရင်ဒီလူငယ်ကစားသမားတွေကိုပွဲထုတ်ပြင်ပေးမယ်ဆိုရင်ကျွန်တော်ဒီလူငယ်ကစားသမားတွေရဲ့ခြေစမ်းကိုကြည့်ကျင်တဲ့စိတ်တော့ဖြစ်တယ်ဘာပဲနေနေကျွန်တော်တို့က Premier League မှာမထူးတော့တဲ့အချိန်တွေဆိုတော့ဒီကစားသမားလေးတွေရဲ့ ခြေစမ်းတဲ့ဒီသမားတွေရဲ့တုံးနိုင်ကံကိုမြင်ရတာကျွန်တော်တို့အတွက်အမြတ်တစ်ခုလိုပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ညီကိုတို့အနေနဲ့ရောဘလို့မြင်နေရှိလဲဒါမဲ့ပွဲမနက်ဖြန်ပွဲမှာဆိုရင်တော့လူပင်အမော်ရင်းကတော့အသင်းရဲ့လူစင်းရာ surprise ဖြစ်လာနိုင်တယ်ဆိုပြီးတော့ပြောသားရတဲ့အတွက်ကျွန်တော်တို့ဒီမနက်ဖြန်ဆိုရင်တော့ဘယ်သူတွေပွဲထွက်လာမလဲဆိုတာကိုကျွန်တော်တို့အဓိကမြင်ရတော့မှာလည်းဖြစ်တယ်ဆိုတော့ညီကိုတို့ရဲ့အမြင်တွေကိုလည်းကျွန်တော်တို့ဆွေးနွေးပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုင်းနေတတ်တဲ့ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်